ခင်ရဲ့နောက်ဆုံးရက်တွေမှာအနာမမရှိပေးနိုင်ခဲ့လို့တာဝန်မကျေခံစားနေခဲ့ရတဲ့စိုးမြတ်နနာမင်္ဂလာပါပြည့်တက်ကြီးစိုးညီအမရရဲ့အဖေဖြစ်တဲ့ဦးစိုးမြတ်ကတော့ဩဂုတ်လ9ရက်နေ့မှာကွယ်လွန်သွားပြီဖြစ်တာကြောင့်ပြည့်တက်တွေလည်းစိတ်မကောင်းဖြစ်နေကြပါတယ်တက်မတော်အရာရှိတရားဖြစ်ခဲ့တဲ့ဦးစိုးမြတ်ကအမှုပြညာမှာထူးချွန်တဲ့သမီးတွေကိုမွေးထုတ်ထားနိုင်ခဲ့တာကြောင့်ဘဝတစ်ချက်လုံးမှာဂုံခဲ့သူတရားဖြစ်ပါတယ်သမီးတွေကနမကြီးရဲ့ရုပ်ရှင်မင်းသွင်းတွေဖြစ်တာကြောင့် တွားလျာမှာမျက်နှာခွင်ခံခဲ့ရပြီးဘဝလိုလိုတင်းမရှိအောင်ဖျက်တမ်းနိုင်ခဲ့ပါတယ်။တမီးတွေကလည်းအဖေအတွက်အမြဲတမ်းဂုဏ်ယူခဲ့ရပြီးအဖေတို့တမီးတွေဖြစ်အောင်ကြိုးစားနိုင်ခဲ့ကြပါတယ်။အောင်မြင်မှုတွေငွေကြေးတွေကြော်ကြောင်းမှုတွေရှိပေမဲ့မရဏတရားကိုတော့ဘသူမှမလွန်ဆန်နိုင်လို့ဦးစိုးမြတ်ကအသက်86နှစ်မှာကွယ်လွန်သွားခဲ့ရပါတယ်။စိုးမြတ်နန္ဒာကတော့အမေရိကန်မှာနေထိုင်တာကြောင့်ဖခင်နောက်ဆုံးချိန်မှာမရှိပေးနိုင်ခဲ့ပါဘူး။မိဘရဲ့ကျမကြီးကိုဂယူဆိုင်ပေးခြင်းပေမဲ့ မိဘရဲ့ကျမကြီးကိုဂရုစိုက်ပေးခြင်းပဲမယ်လေသူ့ရဲ့တာကအမေရိကန်မှာကြောင်းတက်နေရကြောင်းဆောင်းရှောက်ဖို့အတွက်မိသားစုလိုက်ပြောင်းရွှေ့ခဲ့ရပါတယ်။တားဖြစ်သူရဲ့ပညာရေးအတွက်သူ့ရဲ့အလုပ်တွေကိုလည်းထားခဲ့ပြီးအပြည့်ပြောင်းရွှေ့သွားခဲ့တာပါ။လွန်ခဲ့တဲ့လပိုင်းလောက်တော့မြန်မာနိုင်ငံကိုပြန်လာတဲ့အချိန်မှာလေသူ့ရဲ့အဖေကိုတွေ့ခဲ့ရတာကနောက်ဆုံးဖြစ်သွားခဲ့ပါတယ်။မြန်မာနိုင်ငံကိုပြန်ရောက်လာတဲ့အချိန်မှာလေအမေရိကန်မှာကြံခဲ့တဲ့တာကိုစိတ်မချသလိုအမေရိကန်မှာနေချိန်မှာလေမိဘရဲ့ကျမကြီးအတွက် စိတ်ပူကြရပါတယ်။ဖခင်နဲ့တားကြမှာစိတ်ပူကြရပြီးအဖေရဲ့နောက်ဆုံးရက်တွေမှာအဝေးကိုရောက်နေခဲ့ပါတယ်။စိုးညီအမတွေရဲ့အဖေကစေယုံတင်ထားရတာအနှဲငယ်ကြားသွားပြီးဖြစ်ပြီးနောက်ဆုံးချိန်မှာတော့သမီးတွေရဘေးနားမှာပြုစုပေးခဲ့ကြပါတယ်။အကောင်းဆုံးဆိုတဲ့အရာတွေနဲ့ကုသပေးခဲ့ပေမဲ့လည်းနောက်ဆုံးမှာတော့ကွယ်လွန်သွားခဲ့ရပါတယ်။ပရီးကတော့မပြတ်တမ်းစိတ်ညစ်သူဖြစ်တာကြောင့်စေကုသနေရဲ့ချိန်မှာတော့ပရီးမပါပေမဲ့ပရီးစိတ်တာကို အချစ်ပါနေခဲ့ပါတယ်။သမီးတွေအပေါ်မှာ နားလည်မှုပြေးပေးနိုင်ပြီးဖခင်ကပိသားသူဖြစ်တာကြောင့်စိုးမျက်နှာကတော့ပရိစိတ်ငယ်လက်လေးကိုတန်တရာတစ်ခွေ့မှပြန်တွေ့ချင်နေပါတယ်ဖခင်ရဲ့နောက်ဆုံးချိန်မှာပြူလဲမပြူဆွလိုက်ရသလိုနောက်ဆုံးခေတ်ကိုလည်းမပို့ဆောင်ပေးလိုက်ရတဲ့အတွက်တာဝန်မကျရဲ့အငဲစုံသမီးဖြစ်ကိုကုတ်ကိုအပြစ်တွေတင်နေခဲ့ပါတယ်နောက်ဆုံးခေတ်မှာတော့ဖခင်ဖြစ်သူကိုဗီဒီယိုခေါင်းနဲ့ပဲနှုတ်ဆက်လိုက်ရပြီးသမီးတယောက်အနေနဲ့တာဝန်မကျသလိုခံစားပါတယ် ဒါပေမဲ့အမကြီးဖြစ်တဲ့စိုးမြတ်သူစာကတော့မောင်နှမတွေအားလုံးကအကောင်းဆုံးလက်ပေးလိုက်တာကြောင့်ကျေနပ်ကြပါဆိုပြီးတော့နှစ်သိမ့်ပေးထားခဲ့ပါတယ်။စိုးမြတ်နန္ဒာကလက်တလုံးမှာဟာသဆက်ကကိုရှက်ကူနေတာဖြစ်ပေမဲ့လေတစ်ဖက်မှာတော့သူ့ရဲ့ဖခင်ကိုလည်းစိတ်ပူနေကြပါတယ်။ဟာသဆက်ကဖြစ်လို့ပျော့ပျော့ရွှင်ရွှင်တရုပ်ဆောင်ခဲ့ရပြီးကျန်တဲ့ချိန်မှာအနည်းကဆောက်ရှောက်ပေးခဲ့တာပါ။သမီးတွေကလိန်မာတဲ့ပြင် စေကဝါကောင်းနေနဲ့ ကိုသားခွေရပါမယ်လေနောက်ဆုံးမှာတော့ယောဂကြောင့်ပဲကွယ်လွန်သွားပါတယ်ကွယ်လွန်သွားတဲ့ဥဆုံးမြတ်လေကောင်းမွန်ရာဘုံဘွားကိုရပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါဒီနေ့တော့ဒီလောက်နဲ့ပဲကျနာလိုက်ပါစေအခုလိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုနေ့စဉ်တင်ဆက်ပေးနေရဖြစ်လို့ကျမတို့ရဲ့ channel လေးကိုလည်းအားပေးကြပါအောင်နော်အဆုံးထိကြည့်ရှုအားပေးကြတဲ့ပရိသတ်တယောက်ဆန်ကိုလည်းအထူးကျေးဇူးတင်ကြောင်းပြောကြားလိုက်ပါပါစေရှင်